ေပါကျော်ချက်စီတင်ကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ခါကြောင်းပါစေလို့ဥစ္စာပေါ်နှုတ်ဆက်တာလိုက်ပါရယ်ဆိုတော့ဒီကနေ့မနက်ခင်းမှာလဲချက်စီပရိသတ်တွေအနေနဲ့ကတော့ ဆက်စီတဲ့တော့ကုန်ယူနေလိမ့်မယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ကုန်ယူနေလိမ့်မယ်ဆိုတာဗျာအဲတချို့ကပြောပါပေါ့အာကွန်ဖရင့်လီပါ냐ဆိုဒါပေမဲ့လေကျွန်တော်တို့ဒါ2021ခုနှစ်နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ချက်စီအသင်းအတွက်ပေါ့နော်ဆူဖလာကြီးကြီးမမတွေကနေဆိုတာပြန်ရတာဖြစ်တယ်ပေါ့နော်ဒါကိုယ့်အနေထားကိုတော့ကိုနားလဲရပါပဲဗျာဆိုတော့ဗာပဲပြောလက်ရှိချက်စီအသင်းနေနဲ့ရုန်းကန်နေရ struggle လုပ်နေရတဲ့ situation တစ်ခုမှာ Europa Conference League မှာတော့ဒါကျွန်တော် champion ဖြစ်ခဲ့ပြီပဲဖြစ်တယ်ပေါ့နော်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲဗျာ ပထမချက်စီသင်းနေတဲ့ဒီဖလားတော်မှာရကြင်မှာရပါလိမ့်မယ်ဆိုပြီးတော့အားလုံးသုံးသပ်ထားကြတဲ့အပိုင်းတွေအများကြီးရှိတယ်။နောက်ဆုံးတာ real batting ကတော့မှပို့ပြီးတော့ Chelsea အသင်းထက်ဖြစ်နိုင်တဲ့ဘာညာပေါ့နော်။နောက်ဟိုရှေ့ကပွဲစဉ်တွေမှာဆိုဒီတိုင်းပဲ Chelsea က Conference League ကလည်းထွားပါပဲပို့ဒါပေမဲ့ ဂျက်စီသိသည့်ဒီယာစီမှာပြည်သက်တွေရဲ့ရီမန်းချက်အချို့ကိုပြေဆုံးအောင်လုပ်ပေးနိုင်ခဲ့တာတို့တွေ့ရတယ်။ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်ကိုလည်းအစောကတည်းကအမခန့်ချက်ရအောင်သူအနေနဲ့ယာစီကုန်းမှာလှုပ်ဆောင်ထားနိုင်တယ်။ဆိုတော့ conference မှာလည်းတို့အနေနဲ့အကောင်းဆုံးပြေဆက်ကစားသွားတယ်။ပထမပိုင်းတစ်ပိုင်းလုံးနဲ့ဒုတိယပိုင်းရဲ့အဲမင်းတို့အချို့ပါတော့ချက်စီတင်းနေတဲ့ကိုရဖို့အတွက်ရုံးကန်နေရဆဲဖြစ်တယ်ပေါ့နော်အားလုံးဒီအတိုင်းပဲဒီမာရက်စကာအနေနဲ့ဒီပွဲစဉ်မတိုင်ခင်မှာကလေးကချက်စီအသင်းသားတွေကို အများကြီး push လုပ်ထားတာတွေရှိတယ်ပေါ့နော်။ဘာပဲပြောပြောဟိုဒီဖလားဟာသူတို့အတွက်လောကသိမ့်ယူတဲ့ဖလားဖြစ်တယ်။ပြီးတော့သူတို့အတွက်လည်းဟိုအောက်ဘက်ခံဖို့အတွက်ပေါ့နော်။မရှိလို့မရဘူး၊မနိုင်လို့မရဘူးဆိုတော့အနေထားမျိုး ဒါစားသမားတွေကိုတိုက်တွန်းခဲ့တာရှိတယ်ပထမပိုင်းမှာတော့ real batic ကလည်းအများကြီး chelsea သင်းကိုဖိအားပေးကစားတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ခဲ့ရတယ်ဒါပေမဲ့ chelsea သင်းကလည်းပြန်တိုက်တယ်ဆိုပထမပိုင်းကတော့သူတပြန်ကိုတပြန်ပုံစံမျိုးနဲ့ပဲတွားတယ်ဒါပေမဲ့ဥဆောင်ကိုရရှိသွားခဲ့တာကတော့ real batic ဘက်ကပဲဖြစ်တယ်ဆိုတော့ဥဆောင်ကိုရပြီးသွားတဲ့ချိန်မှာတော့ကျွန်တော်တို့အနေနဲ့တကယ်တော့ညလုံးတော့ပြူသွားတာပေါ့ဗျာအကိုအသေးအနေနဲ့ဘာပြောပြောဒီဖလားကတရားဒီမှာ ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးပျော်လင့်နေဖလားတွေမှလည်းပါတယ်လို့ပဲကျွန်တော်တို့အမှန်တမ်းယူသားဆုံးဝေခံပေးရစီပေါ့နော်ဆိုတော့အဲ့လိုနဲ့ရှင်ဘယ်ကစားကြရင်းကနေပြီးတော့မိနစ်60ကျော်အဲချက်စီတင်းနေလူစားလဲမှုပေါ့နော်ကစားသမားလဲလဲလေးတွေချုပ်ပြုတ်လို့ပြီးတော့ပါပဲပို့ပြီးတော့ချက်စီတင်းရဲ့တိုက်စစ်ကရှက်ဖြစ်လာတဲ့အပိုင်းတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီပွဲစဉ်မှာချူကြီးကျူးကျင်တာကခိုးပတ်ပါအပါဝင်တိုက်စစ်ကရေတံဆန့်ချိုဆိုလို့ရှိရင်လည်းဒီကနေ့ပွဲစဉ်မှာ ချက်စီးသင်းတို့ကလူစားဝင်ကစားရတဲ့ဆိုပေမဲ့လည်းတော်တော်လေးဟိုလုံပြနိုင်တဲ့အပိုင်းတွေရှိတယ်။နောက်ပြီးတော့ချက်စီးသင်းရဲ့ကိုယ်လည်းကစားသမားနှစ်ယောက်ဖြစ်တဲ့ Azo Fernandez နဲ့ Moises Caicedo တို့ရောဟာဆိုလို့ရှိရင်လည်းဒါသူတို့ရဲ့တန်ကြီးနဲ့ဘလောက်ထိထိုက်တန်တယ်ဆိုတဲ့အကြောင်းကိုအာတဖြည်းဖြည်းနဲ့ပြသလာနိုင်တဲ့ကစားသမားနှစ်ယောက်လို့ကျွန်တော်လည်းချီးကျူးချင်တယ်။ဒါပေမဲ့ပရိသတ်တွေကိုကျွန်တော်တခုမေးချင်တာက69ပြည်လောက်မှာသွေးယူခဲ့တဲ့ နီကလက်ဂျက်စီရဲ့သွေးကိုကခေါင်းတိုက်သွေးကိုလာဒါမှမဟုတ်သူ့ကိုလာထိပြီးဝင်သွားတဲ့သွေးကိုလာပေါ့နော်ဆိုတော့အဲ့ဒါလေးကတကယ်ဟာတာပါပဲနော်ပေါ်ပါကဖြတ်တင်ပေးလိုက်တယ်ကျွန်တော်မြင်တာခေါင်းနဲ့တိုက်လိုက်တယ်လို့မမြင်ဘူးသူရေဘတ်ကြီးကိုလာဆောက်တဲ့အချိန်မှာသူခေါင်းကိုနည်းနည်းတော့ position ရိုင်လိုက်တယ်ပြီးတော့ဘောလုံးကတခါတည်းကိုပိုက်နဲ့မိတ်ဆက်သွားတယ်ပေါ့နော်ဆိုတော့ ဂျက်စီခေါင်းကိုတကယ်တိုက်ခဲ့ရဲ့လားဗောနော်ကျွန်တော်တို့မြင်တာခေါင်းနဲ့မထိဘူးလို့တော့ကျွန်တော်နေနဲ့မြင်တယ်ဗောနော်ဒါဒီလိုပဲဆိုစေကဘူးဗောနော်နက်ကလက်ဂျက်စီကသွေးကိုတကူရရှိခဲ့တယ်လို့ဖော်ပါနေတယ်လေဒါကျွန်တော်တို့ဖတ်တီးမှုနှစ်ကြိမ်ထိကိုပရိက ပွဲစဉ်မှာရရှိခဲ့တယ်ပထမလုံးကလည်းဒါအန်ဆိုဖာနန်ဒက်ခေါင်းတိုက်သွားတဲ့သွေးကိုဗောနော်ဆိုတော့ဥဆောင်ကိုတွဲနေ sorry ကျွန်တော်ချီပါကိုအရင်တွဲနေပြီးတော့ဥဆောင်ကိုဂျက်စင်တွဲနေအဲဒီနောက်မှာကျွန်တော်ဆန်ချိုပေါ့နော်ဆန်ချိုတွေနဲ့ကလည်း မနေ့ကပွဲစဉ်မှာသွေးကုန်တကူရရှိခဲ့တယ်။သွင်းသွားတဲ့ကစ်ကလည်းတော်တော်လေးအဆင်သင့်ရှိတဲ့အနေအထားမျိုးပါပဲ။ဆိုတော့ရေတန်းဆန်ချိုကိုအဲဒါနောက်ဆုံးပွဲစဉ်လို့လို့လဲပြောနေကြတဲ့အပိုင်းတွေရှိတယ်။ချက်စီးတဲ့နေနဲ့ဆန်ချိုကိုခေါ်မလားမခေါ်ဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့ပြတ်သားတဲ့ decision မျိုးဟိုချမှတ်ထားခြင်းမရှိတဲ့အနေထားမှာတချို့တင်းတွေကတော့ဒါ Europa Conference League Fight တွေပွဲစဉ်အားဆိုလို့ရှိရင်ရေရန်ဆတ်ချို အတူကဒါချက်စီဂျာစီနဲ့တော့ဆုံးမြင်ရမယ့်အနေထားမျိုးပါကြောင်ဆိုပြီးတော့တတိကတော့ရှိကြတာဖြစ်တယ်ပေါ့နော်ဆိုတော့မာစကဘယ်လိုဆုံးဖြတ်လဲဆိုတော့ဆန်ချိုနဲ့ပတ်သက်ရင်ကျွန်တော်တခြားစောင့်ကြည့်သွားမယ်။ဘာပဲပြောပြောဟိုမာဒူကီနတ်တိုဆန်ချိုရှိနေတာကပို့ပြီးတော့အတူတူအလုံးလုံးလို့ကောင်းလိမ့်မယ်။အဲ့လိုမဟုတ်ဘဲနဲ့ဆန်ချိုကိုပြန်ပို့လိုက်တာပါ냐ဆိုလို့ရှိရင်သူ့ရဲ့ player choice လုပ်တဲ့နေရာမှာဒါမှမဟုတ်လေ super sub အနေနဲ့လဲမယ်ဆိုတဲ့ဒီထားမျိုးတွေမှာ အဲမာစကာနေနဲ့သူ့ဟာသူပြန်ပြီးတော့ခေါင်းအကျက်ရိုက်သွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်ဒါကိုသူ့အနေနဲ့အကောင်းဆုံးဒါပပနဲ့နဲ့နဲ့ကြော်လွားနိုင်ဖို့လိုအပ်တယ်ပေါ့နော်ဆက်စီတဲ့ခန်းစစ်မှာတော့ဒါပထမအတွဲဖြစ်တဲ့ဘန်နိုပါရီယာရှိတဲ့ triple challenge ပေါ့နော်ပြောရရင်တော့ဒီနှစ်ယောက်ကိုအပြစ်လဲမဆိုလိုပါဘူးဘာဖြစ်လဲဆိုတော့ကစားသမားတွေကတွဲဖက်ကစားဖို့အတွက်ကတယောက်နဲ့တယောက်အထာကမိနေမှရပါဗျာ ဆိုတော့အများကြီးအတူတူတွဲကစားထားမဲ့ဂိမ်းတိုင်းတွေလို့တယ်ပေါ့နော်ဆိုတော့ဒီကနေ့ပွဲစမှာ6လပါနဲ့ဘာဒီယာရှေ့အထိုင်ချလာတဲ့ဒီထားမျိုးကတော့ဟိုနည်းနည်းလေးလိုအပ်ချက်လေးတွေအားနည်းချက်လေးတွေရှိခဲ့တာကိုတော့ကျွန်တော်တွေလည်းမြင်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုနပြောသလိုပဲတိတ်တော့အပြစ်တော့အရန်တင်လို့တော့မရဘူးနော်ကိုဝဲပါလာပြီးတော့ဘာမှခန်းစစ်ကလည်းဘာပြောသူ့အနေထားနဲ့သူပြန်ပြီးတော့ဟိုတည်ငြိမ်သွားတယ်ဆိုတဲ့ဒီထားမျိုးတော့ရှိတယ်ပေါ့နော်ဆိုတော့အပြန်အလှန်တော့တိုက်တယ်သို့တော်လည်းပဲချက်စီးသင်းကပဲပို့ပြီးတော့ ဘောပိုဇရှင်အသာစီးရယူနိုင်တယ်ပို့ပြီးတော့ပဲဟိုထိ ंछ ုပ်ကစားနိုင်တဲ့အပိုင်းတွေ repetitive ပို့ပြီးတော့များတယ်ပေါ့နော်ဘတ်တက်ကိုရိုင်းကလည်းဟာပေါ့ဒီနောက်ပိုင်းပွဲစီတွေမှာတော်တော်လေးရုန်းကန်နေရတာမျိုးရှိတယ်ဗျသူတိုင်ပွဲတော်မှာမရတော့တော်တော်ကြာပြီပေါ့နော်ဆိုတော့တည်ရေလောက်နေပဲသူရဲ့ပြည်တွင်းလီမှာလည်းအများဆုံးကြော်ဖြတ်နေရတဲ့အသင်းသင်းဖြစ်တယ်ချက်စီတင်ကတော့ဗာပဲပြောပြောကျွန်တော် Champion League ကိုဟိုလွတ်လွတ်ကျွတ်ဝင်ထားတယ်ဆိုတဲ့နေထားတစ်ခုရသေးရမလားအဲ့တော့အစားသမားတွေရဲ့ ဂျင်းရှင်လိုက်မယ်ဆိုလို့ရှိရင်တစ်ဖက်က real budget အနေနဲ့ကအနှဲငယ်ဒီ flow လိုချင်တယ်ဆိုလို့ရှိရင်ဒါ Chelsea နဲ့တွေ့တဲ့အချိန်မှာ pressure ရှိမယ် Chelsea တင်းကရောအဲ့လိုမဟုတ်ဘူးသူတို့ဘာပဲပြောပြောတစ်ဖက်မှာသူတို့ရဲ့ပျော်ရွှင်မှုနဲ့စိတ်ဓာတ်မြင်ပါမှုတွေကသူတို့ရဲ့ pressure တွေကိုဒါတွန်းလှန်ပြီးသွားပြီးဖြစ်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဒါပေမဲ့တကူပေးလိုက်ရတဲ့အချိန်မှာကိုကောင်တွေတော်တော်လေးပြန်ပြီးတော့ကြိုးစားစားကစားရတဲ့အနေထားမျိုးပေါ့နော်ဖိဖိစီစီနဲ့ကစားရတယ်ဒါပေမဲ့ကိုကတော်တော်နဲ့ကိုမရဘူး ကိုကတော်တော်နဲ့မရနောက်ဒုတိယပိုင်း64မိနစ်လောက်မှကျွန်တော်တို့ပထမဆုံးခြေပါကိုပြန်ရတာပေါ့နော်ဆိုတော့တော်တော်လေးတော့သူတို့အနေနဲ့လည်းဟိုရုံးလိုက်ရတယ်အဲ့နောက်မှာတော့တဖြည်းဖြည်းနဲ့ဂိုးတွေကအဲရသွားတာပေါ့နော်နောက်ဆုံးမှာ တကူ၄ကိုဆိုတော့ရလန်တဲ့ဒါချက်စီတင်ကအနာယူလိုက်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ပြီးတဲ့ချိန်မှာလဲကျွန်တော်တို့ကြည်နူးပွဲမြင်ကွင်းလေးတွေကဒါကျွန်တော်ရဲ့ ဒီတစ်ချိန်ကကစားသမားဟောင်းဖြစ်တဲ့တရားကိုဆေးပါတို့ပါတို့ကဒါ celebrate လုပ်ထားတာတွေ့ရတယ်ဗောနော် celebrate လုပ်ထားတယ်အခုချိန်ထိဒါ Chelsea တင်းပေါ်မှာသူတို့တန်ရောစင်ရှိနေသေးတယ်ဆိုတော့အဒီထားမျိုးဖြစ်တယ်ဆိုတော့ဘာပဲပြောပြောဆူဖလာတစ်လုံးနဲ့ယာသီသိမ်းနိုင်ခဲ့တဲ့ဆိုတော့အနေထားက Chelsea တင်းတို့တော့အပေါင်းလက္ခဏာစောင့်နေလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့နောက်နေ့တွေကစပြီးတော့ Chelsea တင်းရဲ့ transfer လှုပ်ရှားမှုတွေ transfer activity တွေကိုကျွန်တော်တို့အနေနဲ့ စောင့်မျှော်ကြည့်ရှုရတော့မှာဖြစ်တယ်။ဘာပြောပြောဒီတရားဒီလုံးပါသူလုံးတဲ့နဲ့အရာအားလုံးကိုချက်စီးတဲ့ကဟို85ကနေပြီးတော့95%နီးပါပြုလုပ်နိုင်ခဲ့တယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။ဆိုတော့ကိုအသိဘွားပြတ်နေရလဲကြာပြီပေါ့နော်။ဆိုတော့ ကျွန်တော်တို့အပြောင်းလဲတွေအခုချိန်မှာပြန်ပြီးတော့မြင်တွေ့လာပြီဖလားလေးတွေလည်းပါပြောမြင်တွေ့လာပြီဆိုတဲ့အနေထားမှာလာမယ့်ရာသီမှာတော့ Chelsea တင်းနေတယ်ဘလို့မျိုးထပ်ပြီးတော့အချိန်ဟုန်ပြီးတိုးတက်မှုတွေနဲ့အတူ Chelsea ပြည်သက်တွေကိုဖျော်ဖြေပေးမလဲဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်တဲ့ကြောင့်ပြောကြရင်းနဲ့ Conference League Final ပွဲစဉ်အတွက် Real Madrid နဲ့ Chelsea တို့ရဲ့ရှင်ပိုင်ကစားမှုအပြီးကျွန်တော်ရဲ့အမြင်လေးတွေကျွန်တော်ရဲ့ ခန်းစားချက်လေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ပရိသတ်တွေဒီနေ့လဲကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ခန်းစားချက်လေးတွေရှိရင်အောက်က comment box ထဲမှာဝင်ရောက်မှတ်ချက်ပေးစီသားသွားနိုင်ပါတယ်ခင်ဗျာဆုံးတီးကြည့်ရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိသလိုချက်ချင်းတရင်တီးသက်ကြည့်ရှုနားဆင်ကြရဲဆိုရင်တော့ကျွန်တော်ရဲ့ CBTV YouTube channel ၊ Plan Facebook page ၊ Telegram ၊ TikTok အကောင့်တွေကို like and subscribe like and follow ပြုလုပ်ထားကြပါလို့တောင်းဆိုရင်းနဲ့အားလုံးပဲ see you next video ပါနော်